န်စီစဉ်ကနေပြန်လဲကျူဆိုလိုက်ပါတယ်ဒီအပတ်မှာတော့တော်လန်ပြိုမေတို့ကိုအားမှန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ဘကိုးယုံမဘက်ကတမဟာတော့တော်ဝင်တောင်းမှာထန်းဆောင်နေသူမဲနန်ဒေါနာပဲဖြစ်ပါတယ်ဟုတ်ကဲ့အမရေမင်္ဂလာပါနော်ဟုတ်ကဲ့ရှင့်မင်္ဂလာပါ အမနဲ့ညီလေးနဲ့အခုလက်ရှိလှုပ်ရှားနေတဲ့အဖွဲ့အစည်းလေးကိုမိတ်ဆက်ပေးလို့ရမလားရှင်။ဟုတ်ကဲ့ရပါတယ်ရှင်။ကျွန်တော်နာမည်ကတော့ရဲဘော်မင်းနန်းဒေါနာဖြစ်ပါတယ်ဗောနော်။ကျွန်တော်ကတော့ဒီဘိုးယုံမဘက်ကဗောနော်တမဟာသုံးမှာတဝင်းတောင်းမှာထောက်ဖို့ဖြစ်နေတာဝန်ထမ်းဆောင်နေပါတယ်ရှင်။ဟုတ်ကဲ့ဒီပေါ်တော့အမကအခုလက်ရှိလူဦးတော်လင်ကြီးမှာပါဝင်လာတာမဟုတ်ဘဲနဲ့ပေါ်တော့အရင်ကလည်းနိုင်ငံရေးလှုပ်ရှားမှုရရှိခဲ့လို့ညီမတို့ကြားသိရတယ်ပေါ်တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အမရဲ့ background လေးကိုပြန်ပြောပြလို့ရမလားရှင်။ဟုတ်ပါတယ်ရှင်။ ကျွန်တော်ကကြတော့2012ပေါ့နော်ဒီပေါ့ဒီပါတီဟိုပါတီကိုတရားဝင်မှတ်ပုံတင်ရပြီဆိုတော့နေရပါတီကနေပြီးတော့ကျွန်တော်ကမြို့နယ်ကနေပြီးတော့ကျွန်တော်ကိုအများပြည်သူဒူဒူရဲ့မဲပေးပြီးတော့ရွေးချယ်ခွင့်အဖြစ်နဲ့ကျွန်တော်မြို့နယ်အတွင်းမှာဖြစ်နေတာဝန်ထမ်းဆောင်ခဲ့တယ် အဲ့ဒီ2012တုန်းကတာဝန်ထမ်းဆောင်နေခဲ့တဲ့အချိန်တုန်းကလည်းပါတီဒီဟိုတရားဝင်မှတ်ပုံတင်ပြီးတော့တာဝန်ထမ်းဆောင်နေတဲ့အချိန်တုန်းကလည်းကျွန်တော်တို့ကပထမအဦးဆုံးလှုပ်ရှားရတာပါလဲဆိုတဲ့ခါကြတော့2000ကျေကံဥပဒေပြင်ဆင်ရေး4436ပေါ့နော်ပို့မှ4436ပြင်ဆင်ရေးကျွန်တော်တို့ကဒီကမ်ပိန်းတွေကိုကျွန်တော်တို့ကလုပ်ရတယ်ပြီးကြတော့ပြည်သူလူထုကြားတဲ့ဟိုလိုဟုတ်ပြောပွဲတွေကျွန်တော်တို့ဆင်ခဲ့ရတယ်အဲ့ဒါကြီးပေါ့ဘာလို့လဲဆိုတော့ဂျပန်ရွေးကောက်ပွဲဆိုတဲ့ခါကျတော့ကျွန်တော်တို့တွေကဒီပေါ့နော်အဲ့ဒီတုန်းက44နေရနော် ဒီဆက်လေးနေရပါတီကနေပြီးတော့ဒီပေါ့လက်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 ရွေးချယ်ပေါ့နော်ဟိုမဲဆန္ဒနယ်မြေ44နေရရှိတယ်။အဲ့ဒီမှာကျွန်တော်တို့တပိတ်ချင်းမြို့နယ်ကကြာတော့အဲ့ဒီ44နေရမှာကျွန်တော်တို့ကမပါဘူး။မပါရင်မဲကျွန်တော်ကြောက်ဘယ်လိုလုပ်ရလဲဆိုတော့အဲ့ဒီ44နေရကိုမှာရှိနေတယ်ပြပမှာရှိနေတယ်ဒီပြပကတော့ကျွန်တော်တို့မြန်မာပြည်သူဒီသားတွေအားလုံးပေါ့နော်မဲဆန္ဒအဲ့ဒီပေါ့44နေရမှာပါတဲ့မဲဆန္ဒရှင်ပြည်သူတွေအားလုံးကိုကျွန်တော်ကနေပြီးတော့ အွန်လိုင်းပေါ်ကနေပြီးတော့ campaign တစ်ခုကျွန်တော်ဟာကျွန်တော်လုပ်ပြီးမှကျွန်တော်ကမဲဆွဲစီယုံလာတဲ့အဲ့ဒီအစခဲ့အဲ့ဒီအစခဲ့တဲ့ခါကျတော့ကျွန်တော်မြန်မာနိုင်ငံရဲ့ဒီတော့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာဒီပေါ့နော်2022ကျတဲ့ရွေးကောက်ပွဲမှာအဲဒီပေါ်တော့မြူသားဒီမိုကရေစီဖွဲ့ချုပ်အဲ NLD ကိုမဲပေးဖို့ကြီးကျွန်တော်အိုင်မှာမဲဆွဲခဲ့ရတယ်။အဲဒါတွေမဲဆွဲပြီးတော့ကျွန်တော်တို့2000ကျော်ဥပဒေပြင်ဆင်ရေး ပုံမှန်၄၃၆ပြင်ဆင်ရေးဆိုပြီးကျွန်တော်တို့တွေအားလုံးအဲ့ဒီကမ်ပိန်းတွေလည်းကျွန်တော်တို့လိုရတယ်ပြည်သူကြားထဲမှာလည်းဟောပြောပွဲတွေပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အကုန်လုံးလိုရတယ်နောက်တစ်ခုကကြောင်း၂၀၁၂ဆိုတဲ့အချိန်မှာကကြတော့ကျွန်တော်တို့ကဟိုရွေးကောက်ပုံဝင်လိုက်တဲ့အချိန်မှာ၄၄နေရာမှာ၄၃နေရာနိုင်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကိုယ်စားလှယ်တွေက၄၃နေရာတွင်အဲအဲ့ဒီထဲမှာဝင်နေရတာမှတ်မိမယ်အပြစ်မှာကြောင်းကျွန်တော်တို့တွေပေါ့ပါတီမှာကြောင်းတော်တော်လေးလှုပ်ရှားရတယ်တကယ်နိုင်ငံလုံးအတိုင်းတိုင်းကတော်တော်လှုပ်ရှားခဲ့ရတယ်အဲ့တော့ဘာကြီးလှုပ်ရှားရလဲဆိုတဲ့အခါကျတော့အဲ့ဒီသူတို့ เนาะဒီအဲ့ဒီသူတို့လက်ရှိပေါ့အဲအစိုးရပေါ့เนาะအဲ့ဒီအစိုးရရဲ့ပေါ့သူတို့ရဲ့လုပ်နေတဲ့အရာတွေပြည်သူဘက်ကနေကိုယက်တီပေးရတာပေါ့ဘာတွေလဲဆိုတဲ့ခါကျတော့တရားမျှတမှုမရှိတဲ့ဟာတွေပြီးကြတော့ကြီးနိုင်ငံနေဖြစ်တဲ့အရာတွေဒီကြတော့ဒီဘန္နာဘန္နာစီမံရေးနဲ့ပတ်သက်လို့မှုဒီဖွေဖြိုးတုတ်တဲ့ယူတချပေးထားတဲ့ငွေတွေပေါ်မှာသူတို့ကအဲ့ဒီငွေတွေအတိုင်းအောင်အဲတည်တည်ချာချာဘတ်ဂျက်တွေကိုလုတ်ပေးတာလုတ်မပေးဘူးလားဆိုတော့ကျွန်တော်တို့ကလိုက်ပြီးတော့စစ်ဆေးရတယ်ပြည်သူဘက်ကနေရက်တိပြီးလုတ်ရတယ်အဲ့လိုလုတ်လိုက်တဲ့အချိန်မှာပဲ2015ရွေးကောက်ပွဲရ တဖြည်းဖြည်းနဲ့ရောက်လာခဲ့တာအဲ့ဒီချိန်မှာ2015ရွေးကောက်ပွဲရောက်လာတဲ့အချိန်မှာဒီကောင်တွေက2015ရွေးကောက်ပွဲမှာဟိုတပိတ်ချင်းကိုအဲ့လောက်တောင်ပြိုကမ်းပြိုနိုင်မယ်လို့သူတို့ထင်မှထားဘူးဘာဖြစ်လို့လဲဆိုတော့တပိတ်ချင်းမြို့နယ်မှာစစ်တပ်၅တပ်ရှိတယ်ကွာစစ်တပ်၅တပ်ရှိတဲ့အခါကျတော့အဲမနိုင်လောက်ဘူးပဲထင်ထားတာမနိုင်လောက်ဘူးပဲထင်ထားတဲ့အခါကျတော့2015ရွေးကောက်ပွဲမှာကကကျတော့ကိုရီးယားကျတော့ဟိုဟိုရွေးကောက်ပွဲမှာလည်းဟိုဘယ်တော့အဲမြို့နယ်တွင်းဘူးဖြစ်နေလေရွေးကောက်ပွဲမှာကိုကဒီ ါဝင်ရှင်ပဲပါဝင်ပေးရတယ်ပြီးကြတော့ပေါ့နော်ဒီတမျိုးနယ်လုံးရဲ့ message စီယုံရေးမှုအဖြစ်နဲ့လည်းဒီအရီကိုလုတ်ပေးရတယ်လုတ်ပေးရတဲ့အချိန်မှာ2015မှာကမဲရတောင်မြိုကန်းကျိုနိုင်သွားတယ်မှတ်မထင်မဲနဲ့အဲ့ဒီအချိန်မှာဒီကောင်တွေကသူတို့ရဲ့မဲအဲတောင်မြိုကန်းကျိုနိုင်သွားတဲ့အချိန်မှာဟိုသူတို့တွေဟိုတော်တော်လေးအဆင်မပြေဖြစ်သွားတဲ့အချိန်မှာအဲရွေးကောက်ပွဲပြီးပြီးချင်းမဲသူတို့ကဟိုပေါ့နော်ဒီသူတို့တတ်မှတ်ထားတဲ့ရဲ့အတွင်းမှာပဲဟိုကိုယ့်ကိုရွေးကောက်ပွဲဥတွေပုံမှန်၅ခုနဲ့တရားဆွဲတယ်ကွာ တရားဆွဲတယ်တရားဆွဲတဲ့အချိန်မှာတစ်နှစ်လောက်ကိုပဲတရားရင်ဆိုင်လိုက်ရတယ်ဒီဟာကပေါ့နော်ရေကောက်ပွဲဥပဒေပုံမှန်တယ်ဥပဒေနဲ့ကိုကကျွလွန်ထားတာဘာတစ်ခုမှမရှိတဲ့အခါကျတော့အမှုတစ်နှစ်လောက်ရင်ဆိုင်ရတဲ့အချိန်မှာအဲ့ဒီဂျမ်ဖို့ကက်ကရှုံးသွားတယ် ရှုံးသွားတဲ့ခါကျတော့သူတို့တွေကရှုံးသွားတော့အဲသူတို့တွေကအမှုပိတ်ပေးဖို့ကလာပြီးတော့တောင်းမှန်မဲတို့ဘာလို့ညာလို့ရှိတော့ဘာဘာမှလာမတောင်းမှန်နဲ့ဘာမှမလို့ခြင်းဘူးသူတို့မျက်နှာလည်းမကြည့်ခြင်းဘူးအဲ့တော့ကိုနိုင်တယ်ကိုသိခါရှိရှိအနိုင်ခံပဲအဲ့တော့အဲ့ဒါထားလိုက်တော့ဆိုပြီးမှ2015မှာလည်းအဲ့လိုပြီးခဲ့တယ်2015ပြီးတဲ့ခါကျတော့2015ပြီးလာတဲ့ခါကျတော့ ဒီပေါ့နော်ဒီရွေးကောက်ပွဲကနေပြီးတော့နိုင်တဲ့အစိုးရသည်အဲအစိုးရတရားဖြစ်တဲ့တွဲအဲ့ဒီအစိုးရတရားဖြစ်လာတဲ့အချိန်မှာကို့အစိုးရဖြစ်လာတဲ့အချိန်မှာဘာလို့ရလဲဆိုတော့မြို့နယ်တွင်မှုတယောက်အနေနဲ့ဒီတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ရတယ်ပြီးကြတော့ပေါ့နော်ဒီဟိဟိုကျမ်းမာရေးဟိုကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်စေပေကန်းတွေအပညာရေးတွေပြီးကြတော့နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့နော်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေအားလုံးကိုကိုကပြည်သူ့ဈာမကိုလိုက်ပြီးတော့ အဲဒါတွေကိုလုတ်ပေးရတယ်အဲ့လိုလုတ်ပေးတဲ့အချိန်မှာပဲ2015ကနေပြီးတော့အာ2015မှ2015မှဒီလိုပုံစံမျိုးလုတ်ပေးလုတ်ပေးရတဲ့ခါကျတော့အဲ2015ပြီးတဲ့ခါကျတော့လည်းဒီလိုပဲအဲ2008ခြေကဦးတွေပြင်ဆင်ပုံမှန်၄၃၀၀ပြင်ဆင်ရေးဆိုတဲ့နေရာတွေမှာလည်းအဲ့ဒါမှလည်းစီယွန်ဟောပြောမှုတွေလည်းပြည်သူကြားထဲမှာအကူအကုန်လုတ်ပေးရတယ်အဲ့တော့2015ပြီးတဲ့အချိန်မှာ2015လွတ်တော်ကိုယ်စားလှယ်အမှတ်မထင်တဲ့ကျွေးလွန်းကျွေးလွန်းသွားတဲ့အချိန်မှာဂျက်ပက်ရွေးကောက်ပွဲဆိုတာရှိလာခဲ့တယ်။အဲ့ဂျက်ပက်ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ကစစ်တပ်၅တပ်ရှိတဲ့ဘောနော်ဒီတပိတ်ချင်းမြို့နယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကတောင်မြူကမ်းပြုံနယ်တခါနိုင်အောင်ပြန်ပြီးရှင်ပြိုင်နိုင်ခဲ့တယ်။အဲ့တော့အဲ့လိုတွေပြီးရဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီလုပ်ငန်းတွေအကုန်လုံးပြီးတဲ့အချိန်မှာဒီပေါ့နော်ဒေတာဖွံ့ဖြိုးတိုးတက်ရေးတွေဒီပါတီကနေပြီးတော့ကျွန်တော်တို့ကနိုင်ငံကောင်းအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ကပါတီထဲမှာဝင်ပြီးတော့ကျွန်တော်တို့ကလှုပ်ရှားတာအဲ့တော့ Federal Democracy နိုင်ငံဖြစ်ဖို့ Democracy စစ်မှန်သော Democracy နိုင်ငံဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်တို့ပါတီကြီးဒီအမြဲတမ်းနိုင်နေရမယ်ဆိုတာကိုကျွန်တော်တို့ရအမြဲတမ်းတွေးထားရတယ်ဒါပေမဲ့ကျွန်တော်တို့ကပြည်သူလူထုနဲ့ထိတွေ့တဲ့အချိန်မှာလည်းပြည်သူလူထုရဲ့လိုအပ်တာတွေအားလုံးကိုကျွန်တော်တို့အားလုံးကိုဖြည့်ဆည်းပေးတယ်ဖြည့်ဆည်းပေးတဲ့ခါကျတော့ကျွန်တော်တို့ကပြည်သူတွေကြားထဲမှာသွာလာလှုပ်ရှားရရလဲအဆင်ပြေတယ်2018မှာလည်းကျွန်တော်တို့နိုင်လိုက်တယ်2018မှာကျွန်တော်တို့နိုင်ပြီးတော့အဲ19ပဲရောက်လာတဲ့ခါကျတော့ဒီဘောနော်ဒီဒေတာဖွံ့ဖြိုးတိုးတက်ရေးလုံရင်းနဲ့ ဒီ covid 19ဆိုတဲ့ရောဂါကြီးအဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ကကျွန်တော်ကပါတီပါတီတောင်းဝန်လည်းထမ်းဆောင်နေအဲနော်ဒီဒီဘောနော်ဟိုပါဘောအဲပရိုက်တာနဲ့ပတ်သက်တာလေးလည်းကျွန်တော်တို့ကျွန်တော်တို့ကထမ်းဆောင်နေထမ်းဆောင်ပြီးတော့ကျွန်တော်တို့ကဒီ covid 19မှာ volunteer အဖြစ်ပေါ့နော် covid 19စတဲ့ကနေပြီးတော့ covid 19ဆုံးတဲ့အထိအောင် volunteer အဖြစ်နဲ့ကျွန်တော်တို့ကအဲပါဝင်ပြီးတော့ပြည်သူကိုကူညီပေးခဲ့တယ်အဲ့တော့ပြည်သူကူညီပေးခဲ့တယ် အဲ့တော့အဲ့တော့အဲ့ဒီပြီးတဲ့ခါကျတော့2020ရေကောက်ပွဲဆိုတာကျွန်တော်တို့ကရောက်လာတယ်2020ရေကောက်ပွဲမှာလည်းဒီလိုပဲကျွန်တော်တို့တွေနိုင်အောင်အများကြီးစူးစမ်းခဲ့ရတယ်2015 2018ထက်2000ခု2020ကကျွန်တော်တို့ကတော်တော်လေးကိုခက်ခက်ခက်ခဲနဲ့စူးစမ်းခဲ့ရတယ်အများကြီးရှိပါတယ်မဖြစ်လို့လဲဆိုတော့အရင်ရွေးကောက်ပွဲတွေနဲ့မတူဘူးကွာသိလားသူတို့ဘက်ကအကြမ်းဖက်တဲ့ပုံစံမျိုးတွေနဲ့ဖြစ်လာခဲ့တယ်ဒါမျိုးတွေကိုကွာခက်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 ရွေးခဲ့ရတယ်အဲ့ဒီအချိန်မှာဆို2003ရွေးကောက်ပွဲမှာဆိုလို့ရှိရင် အဲ covid 19ကလည်းရှိနေတဲ့ခါကြောင့်လူစုလူဝေးနဲ့စီယုံဟောပြောလို့မရဘူးစီယုံဟောပြောလို့မရတဲ့အချိန်မှာကိုကအရင်တော့ကတော့လူစုလူဝေးနဲ့စီယုံဟောပြောပြီးကိုပါတီနိုင်အောင်ပေါ့နော်ပါတီရနေပြီးတော့နိုင်ငံကောင်းဖို့အထီအောင်ကိုကဟိုအဲ့ဒီတော့ကစူးစမ်းခဲ့တဲ့လူဆိုတော့အဲလူစုလူဝေးနဲ့စီယုံလို့အဆင်မပြေဘူးဆိုတော့အဲ့ဒီအချိန်မှာကိုကဘာလဲ idea တခုရသွားလဲဆိုတော့အေးငါကတော့ line voice ကနေပြီးတော့ပဲပြန်ပြီးတော့စီယုံမယ်အဲ့တော့ line voice ကစီယုံမယ် line voice ကစီယုံလို့ရှိရင် အဲ့တော့ကိုကိုတိုင်းကအောင်နိုင်ရေးနဲ့ပတ်သက်တယ်ပေါ့နော်ဒီပေါ့နော်ယူကောက်ဘွယ်အောင်နိုင်ရေးတချင်းနေကိုကိုတိုင်းအဲဆိုတယ်ပေါ့နော်ကိုကိုတိုင်းဆိုပြီးတော့တနိုင်ငံလုံးအတိုင်းတာရဒီယူကောက်ဘွယ်အောင်နိုင်ရေးတချင်းနဲ့ပတ်သက်တဲ့ခွေတွေကိုအကုန်လုံးကိုလည်းခါမဲ့ဖြန့်ပေးတယ်ဖြန့်ပေးပြီးမှ line ပေါ်ကနေပြီးတော့လည်းမဲဆွဲတယ်အဲကိုကိုတိုင်းလည်းဆိုတယ်ကိုကိုတိုင်းလည်းကတယ်ပေါ့ကွာဒီလိုပုံစံမျိုးနဲ့မဲဆွဲစီယုံခဲ့တယ်ပြီးတော့လည်းပြည်သူ့ဈာမှာလည်းဟိုလူနေစု အများကြီးမသွားရတဲ့ခါကျတော့လူနေစုနဲ့သွားပြီးစီးအောင်တဲ့အချိန်မှာ2020မှာလည်းအများကြီးအောင်မြင်ခဲ့တယ်ဒါပေမဲ့အများကြီးအောင်မြင်ခဲ့တယ်ဆိုပေမဲ့ရိုးရိုးလေးအောင်မြင်ခဲ့တာမဟုတ်ဘူး2020ရွေးကောက်ပွဲမှာကိုဒီဘောတော့တကောင်းဘက်မှာကိုမဲယုံကိုစလေအဖြစ်ရောက်တဲ့အချိန်မှာကိုမဲတွေပေးဝင်ပေးနေရင်လည်းကိုကပဲတစ်ချက်တစ်ဖက်ကကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေပြီးတော့ဒုတ်တီဓာတ်တွေလေးခွာတွေပေါ့ကွာဓာတ်တွေနဲ့ကိုကပဲ ကိုကိုတက်မယ်ဂျိမ်းမယ်နဲ့ဟိုကနေချောင်းပြဒီကနေချောင်းပြနဲ့ဒီလိုပုံစံမျိုးဖြစ်လာလို့ပြီးသူကကိုကိုစောင်းလျှောက်ပြီးတော့နေခဲ့ရတဲ့အချိန်လေးဖြစ်ခဲ့တယ်ဒါပေမဲ့ကိုကအဲ့ဒီသူတို့တွေဘလောက်ပဲဒီလိုပုံစံမျိုးချင်းချောက်ချောက်ဘလောက်ပဲဘလိုပုံစံမျိုးပဲဖြစ်ဖြစ်ကိုဘက်ကဘာမှမတုံ့ပြန်ခဲ့ဘူးဘာကြောင့်လဲဆိုတဲ့ခါကျတော့ရှေ့မှာလဲကိုကရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်လို့မို့ကိုကပုံမှန်ငါးခုနဲ့ဆွဲခန့်ခဲ့ရတာကိုမှန်တယ်လို့ကကိုနိုင်ခဲ့တယ်ဆိုတဲ့ခါကျတော့အဲ့ဒါလေးကိုသူတို့ဘာကိုကိုလုံငန်းကိုကိုလုတ်ပြီးတော့ ီးအောင်နေခဲ့တယ်ပြီးအောင်နေခဲ့ပြီးတော့သူတို့ကိုအာပြည်သူကနေပြီးတော့ကိုယ်ကိုစောင့်ရှောက်ပြီးမှသူတို့ကိုယ်နားမှာလူတွေဝိုင်းလာပြီးဆိုမှအဲ့ဒီသူတို့ရေကောက်ပွဲမှာအကြမ်းဖက်ပြီးလာလို့တဲ့ဟာမျိုးတွေကဒါတွေကသူတို့ရှဲသွားတာဒါအဲ့ဒီရဲ့နောက်ကြတော့လေဒါ2020ရေကောက်ပွဲဆိုတာကစီစဉ်ပြောရလို့ရှင်တော့တောင်ပြိုကမ်းမျိုးတော်တော်နိုင်သွားတယ်အဲ့တော့တမ္ပူကမျိုးတော်တော်နိုင်သွားတော့ကိုရီးယားပြောတာပေါ့နော်ကိုကိုရေကောက်ပွဲကြီးကအောင်သွားပြီပေါ့ Federal Democracy နိုင်ငံအတွက်ကို ဒါ2020ဟာအဆုံးဖြတ်ပဲရှိတယ်2020ဒီအဲငါတို့အတွက်ကအရန်ကိုကပဲစူးစမ်းခဲ့ရတာဖြစ်တဲ့အတွက်ခဲခဲခဲနဲ့စူးစမ်းခဲ့ရတဲ့တန်ဖိုးရှိတဲ့ရေကောက်ပွဲတစ်ခုလို့ကိုကတော့ထင်နေပြီမဲ့ထင်နေတယ်ထင်နေပြီမဲ့မကြဘူးပေါ့နော်ဒီအာနာမသိခင်အဲတတော်လေးရက်လောက်အလိုမှာကျွန်တော်တို့ကမန်တိုင်းမှာရှိနေတယ်ပေါ့နော်အရေးပေါ်ဒီဘောစီဝီခေါ်တယ်ဒီဘောစီဝီမန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ခေါ်ပြီးမှအဲဒီအိမ်နေအိမ်နေမှာကျွန်တော်တို့ဒီဘောနော်ဒီ အစိုးရအတစ်တရက်ဒီအဲဒီလှွတ်တော်တွေကိုဝင်ရအောင်မလှွတ်တော်တွေကိုဝင်နေဆိုလို့ရှိရင်ဒါကလည်းဒီအစိုးရတရားဖြစ်သွားပြီဒါပေမဲ့ဒီဒီလောရအပေါ်မှာကိုသူတို့တွေမကျင့်နဲ့တာရှိတယ်အဲ့တော့အာနာသိမ့်ပွင့်နိုင်ရရှိတယ်အဲ့တော့အစဉ်ပြေသလိုကိုယ့်အနေကိုတတိနဲ့နေကြပါလို့ကျွန်တော်တို့တွေဒီပေါ့နော်ဒီအဲတတိပေးလိုက်တယ်ပေါ့နော်အဲ့ဒီအစည်းအဝေးမှာတတိပေးလိုက်ခဲ့ရကျွန်တော်တို့ကတတိနဲ့နေနေရတယ်တတိနဲ့နေနေရတဲ့အခါကျတော့အဲ့တော့မနေ့ပြန်လို့ပုံစံမျိုးကို အဲဟိုကိုယ့်ရဲ့ဟိုပေါ့နော်အစိုးရတရက်ကြီးကမနေ့ပြန်လို့ပုံစံမျိုးမြင်ရတော့မယ်ဆိုပြီးတော့ကိုကမျောလင်းနေတဲ့အချိန်မှာအမတ်မထင်မနေ့ကိုအိတ်ပြောသွားတယ်အဲ့တော့အဲ့ဒီနေ့မှာပဲမနေ့လေးနာရီတုန်းမှာပဲအဲ့တော့မနန်းဆိုတာဟိုလာနှိုးကြတယ်ပေါ့ဘယ်ဘသူကလာနှိုးရလဲမသိဘူးပေါ့ဆိုအဲ့ဒါနဲ့အိမ်တကားကိုဖွင့်ပြီးလိုက်တဲ့အချိန်မှာအရက်ဝတ်တင်တဲ့ ယူနီဖောင်းမပါဘူးအရဲဝတ်တင်နဲ့ကိုကတော့မသိဘူးပေါ့အဲ့ဆိုင်အရဲဝတ်တင်နဲ့လူ၄၅၆ကကိုလာခေါ်တယ်ပေါ့နော်အမစကားတွေအခြေတင်ပြောပြီးဘလို့မှမရအောင်နောက်ပိုင်းကျတော့စကားတွေပါရောက်လာပြီးတော့အဲ့ဒီနေ့မှာပဲကိုဖန်ခံခဲ့ရတယ်ပေါ့အဲ့တော့အဲ့လိုဖန်ခံခဲ့ရပြီးတော့အဲ့ဒီနေ့မှာပဲကိုကအဖန်ခံခဲ့ရပြီးတော့နောက်ကျတော့သူတို့တွေပေါ့နော်ဟိုဟို ဲ့ဒီထဲမှာပဲတက္ကသိုလ်နဲ့မှာဖန်ခံရတဲ့ခါကျတော့သူတို့ကိုဘာလို့ချင်တာလဲကိုကသူတို့ဘာလို့ချင်တာလဲမေးဘာဖြစ်ချင်တာလဲမေးတယ်သူတို့ကလည်းညှိနှိုင်းစရာရှိလို့အဲကိုကလည်းညှိနှိုင်းစရာဘာကြောင့်မှမရှိဘူးညှိနှိုင်းမယ်ဆိုလို့ရှိရင်အပေါ်ကလူကြီးနေပဲညှိနှိုင်းလို့ပြောတဲ့ချိန်မှာသူကဘလို့ပြောလဲဆိုတဲ့ခါကျတော့ဒီရေကောက်ပွင့်နဲ့ပတ်သက်လို့မသူတို့ပြောချင်တယ်အဲ့ဒါလေးကျွန်တော်တို့မသိဘူးကျွန်တော်ပေးရသည်ကျွန်တော်မဲကိုကျွန်တော်ပေးခဲ့တဲ့အတွက်ကျွန်တော်တို့အဲ့ဒါလေးဘာမှမတည်ဘူးအဲ့တော့ကျွန်တော်တို့ညှိနှိုင်းစရာမလိုဘူးအဲ့တော့ကျွန်တော်တို့ပြန်လှုပ်ပါဆိုမယ်ဒါပေမဲ့ပြန်လှုပ်ပါဆိုရင်3ရက်နေမှသူတို့ပြန်လှုပ်တယ်ကွာ သုံးရက်နေ့မှပြန်လှုပ်တယ်ဆိုပြန်လှုပ်မယ်ဆိုတော့သူတို့ခေါ်တယ်သူတို့ကိုပြောလိုက်တယ်သူတို့လက်မှတ်တွေထိုးခတ်မလားလို့မေးတယ်ပေါ့နော်ကျွန်တော်ဟိုဘာကိစ္စဟိုကျွန်တော်ပြန်ပြန်လှုပ်မယ်ဟုတ်ပြီပြန်လှုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်ကျွန်တော်ကနိုင်ငံရေးကိုဘယ်တော့မှမလိုရဘူးလို့လက်မှတ်ထိုးရမယ်ခံဝင်လက်မှတ်ထိုးရမယ်ဆိုရင်ကျွန်တော်ကနိုင်ငံရေးကိုဘယ်တော့မှမလိုရဘူးဆိုပြီးလက်မှတ်ထိုးမယ်ဆိုရင်ကျွန်တော်ကမလွတ်ချင်တယ်ကျွန်တော်လုံးဝလက်မှတ်မထိုးဘူးကျွန်တော်နဲ့တူဖန်ခဲ့တဲ့လူတွေကိုကျွန်တော်အဲ့လိုပါအဲ့ချိန်မှာကျွန်တော်ကခဏနေအောင်သူကအဲ့ဆိုခဏနေအောင်စောင့်ကြည့်လိုက်အောင်ဆိုပြီးလဲကျွန်တော်စောင့်ကြည့် စောင့်ကြည့်တော့သူတို့လာတယ်။ဘာကိစ္စပြောလဲဆိုတော့ခါနိုင်ငံရေးကိုဘယ်တော့မှမလုပ်ပါဘူးဆိုတဲ့လက်မှတ်ကိုတော့သူတို့မထိုးခိုင်းဘူး။အကျန်းဖက်တဲ့ပုံစံမျိုးနဲ့ကိုမပတ်သက်ပါဘူးလို့သူတို့ပြောလိုက်။သူတို့ပြောမလုပ်ပါနဲ့လို့သူတို့ပြောတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကလက်မှတ်ထိုးခိုင်းတာလည်းမဟုတ်ဘူး။နှုတ်ကတိနဲ့ပဲပြောလိုက်တယ်။ဟုတ်ပြီကျွန်တော်တို့ဘက်ကတော့စပြီအကျန်းဖက်တဲ့ပုံစံမျိုးတော့ကျွန်တော်ဘယ်တော့မှမလုပ်ပါဘူးလို့နှုတ်နဲ့လူပဲပြောပြီးအဲ့ဒီနေမှာပဲကျွန်တော်ကိုပြန်လွတ်လိုက်တယ်။အဲပြန်လွတ်ပြီးတော့ပြန်လွတ်ပြီးတော့9ရက်နေမှာပဲအဲအနီရောင်ကမ်ပိန်းကြီးစပြီးတော့ဒါ အဲဒီတော်လှန်ရေးထဲမှာရောက်တော်လှန်ရေးနေဦးတော်လှန်ရေးပေါ့နော်ဒီဒီဆန္ဒငင်းကြတာဆန္ဒပြတဲ့ထဲကိုရောက်လာရောက်လာပြီးမှအာဘလို့မှဟိုပြနေရင်းနဲ့အဲဘလို့မှအစင်မပြေတော့အဲဒီဘက်ကိုရောက်လာပြီးတော့လက်နက်ကနေလမ်းစဉ်တွေကိုရောက်လာတာပါပဲကျွန်တော်ရဲ့ဒါခီးချမ်းတော့ဒါပါပဲရှင် ဟုတ်ကဲ့ဒီຫນွေဥတော်လည်ရင်ကိုဒီစတင်ပါဝင်လာရေပေါ့နော်ဒီအကျန်းဖက်စစ်တက်ကိုအာနာသိန်းနာကိုလက်မခံနိုင်လို့အမနေနဲ့ဒီຫນွေဥတော်လည်ရင်မှာဒီစစ်ပညာရေးတင် जा ခဲ့တယ်လို့ကြားသိရရေပေါ့နော်ဘယ်ချိန်ရည်စပြီးတော့ဒီစစ်ပညာကိုတင် जा ခဲ့ပြီးတော့တောထဲကိုရောက်ရှိခဲ့ရလဲရှင်ဟုတ်ကဲ့ရှင်ကျွန်တော်ကအဲ့ဒီမော်ကျွန်တော်ဖန်ခံရတယ်အဖန်ခံရပြီးတော့ ဖန်ခံရပြီးတော့ကျွန်တော်ကဒီဟိုဟာပေါ့နော်ဒီဆန္ဒပြတယ်ဆန္ဒပြတဲ့အချိန်မှာကျွန်တော်ကဒီမှာအခုကိုယ့်နဲ့မြေမှာဆန္ဒပြတာအစဉ်ပြီးတော့မန္တလေးကိုကျွန်တော်ကအဲမန္တလေးမှာရှိနေတဲ့နေရာတွေကိုရှောက်ပုံးတယ်ပြီးတော့ပေါ့နော်ဒီအဲမြားတောင် defense စစ်ကြောင်းမှာလည်းကျွန်တော်ကပါဝင်ပြီးဆန္ဒပြခဲ့တယ်အဲ့ဒါပြီးတဲ့အခါကျတော့အဲပုံမှန်905နဲ့ကျွန်တော်ကအထုတ်ခံရတဲ့အချိန်မှာကျွန်တော်ဘလို့မှအဆင်မပြေတဲ့ခါကြောင့်2021လေးလပိုင်းမှာကျွန်တော်ကဒီကရင်ပြည်နယ်ဘက်ကိုရောက်လာခဲ့တယ်။ရောက်လာခဲ့ပြီးတော့ကျွန်တော်က2021 6လပိုင်းမှာ PD ရဲ့အပတ်စဉ်၈ဆိုတဲ့စစ်တင်နာဝင်ကျွန်တော်ကစတင်ပြီးတက်ရောက်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ဒီအရင်ကပေါ်တော့အမကဒီကော့ဘရာမှာဒီတိုက်ခိုက်ရေးနဲ့တထောက်မှာတထောက်မှာပေါ်တော့ပအဝင်ဖြစ်ခဲ့တယ်လို့လည်းကြားသိရတယ်ပေါ်တော့ဒီအမအနေနဲ့ပအဝင်ဖြစ်ခဲ့ပုံလေးကိုလည်းပြောပြပေးလို့ရမလားကျွန်တော်တို့အပတ်စစ်တန်းစစ်ရှိပြီးတဲ့အချိန်မှာကော့ဘရာမဖြစ်ခင်တည်းကဘူတာဘောရဲ့ကျွန်တော်တို့ဒီစစ်ကြောင်းမှာကိုကျွန်တော်ကကျွန်တော်အတူတူရှိနေတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကဒုတိယအနေနဲ့ KMDO ဆိုတဲ့ကွန်မန်ဒို ကွန်မန်ဒိုတင်တန်းကိုကျွန်တော်ဆက်တက်ခဲ့တယ်။အဲလိုဆက်တက်ခဲ့ပြီးတဲ့အခါကျတော့ကျွန်တော်တို့2021ဒီဇင်ဘာ15မှာပဲကျွန်တော်တို့အဲလိကစ်ကိုတိုက်ပွဲစုပြီးတော့ကျွန်တော်တို့စဖြစ်လာတယ်။အဲလိုစဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ကကျွန်တော်ကပေါ့နော်ဒီအဲတင်တန်းအားလည်းဆင်းပြီးပြီးဖြစ်နေတဲ့အတွက်ကျွန်တော်ကကျွန်တော်ကိုထောက်ဖို့တောင်းဝန်ပေးတယ်ပေါ့နော်အဲ့ဒီအချိန်တော့ပေးတဲ့အချိန်မှာကျွန်တော်ကထောက်ဖို့တောင်းဝန်ကျွန်တော်မယူဘူးမယူရဲနဲ့ကျွန်တော်ကအချိန်မှပဲသွားနေချင်တယ်အချိန်မှပဲသွားနေချင်တယ်ပြောတဲ့အချိန်မှာအဲ့ဒီအချိန်မှာဘူကြီးက အဲရှေ့မှာတော့သွားနေရတယ်ဒါပေမဲ့စစ်ပွဲဆိုတာတောင်းမတက်တောင်းပြီးတော့မလိုက်ရဘူးအဲ့တော့ခဏနေအောင်လို့ပြောပြီးနောက်ရက်ကျတော့ဘိုးကြီးကလာခေါ်ပြီးတော့ကျွန်တော်ကိုရှေ့တန်းမှာထားတယ်ရှေ့တန်းမှာလာထားတော့လေရှေ့တန်းမှာလာထားပြီးတော့ကဲမနန်းကထောက်ဖို့လည်းမလုပ်ချင်ဘူးရှေ့တန်းမှာရှေ့တန်းပဲတိုက်ခိုက်ရေးတယ်မှာပဲနေချင်တယ်ဆိုတဲ့ခါကျတော့အဲ့တော့ထောက်ဖို့လည်းလုံးဝမယ်ရှေ့တန်းမှာလည်းတိုက်ခိုက်ရေးလုံးဝမယ်ဆိုပြီးတော့တောင်းပေးချက်အရာထောက်ဖို့အနေနဲ့ရောရှေ့တန်းတိုက်ခိုက်ရေးအနေနဲ့ရောရှေ့တန်းမှာကျွန်တော်ပါဝင်ခဲ့တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုလက်ရှိမှာရောဘာတွေလှုပ်ရှားနေလဲရှင်ကျွန်တော်က ကော်ရာကနေပြီးကျွန်တော်ပြောင်းရွှေ့လာတာတစ်နှစ်ပြည့်လောက်မှာပါရှင့်နော်အခုလက်ရှိကကျွန်တော်ကဒီပဲခူးရိုးမဘက်ကနေပြီးတော့ဗောနော်တော်ဝင်တောင်းတက်ရင်မှာကျွန်တော်ကအာထောက်ဖို့အနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့အခုလက်ရှိမှာကဒီတော်ဝင်တောင်းမှာတာဝန်ထမ်းဆောင်နေရပေါ့နော်ဒီလိုမျိုးတာဝန်ထမ်းဆောင်ရတဲ့အခါမှာအမအနေနဲ့ဒီထောက်ပို့အနေနဲ့တာဝန်ထမ်းဆောင်နေတယ်လို့ကြားသိရပေါ့နော်ဘာကြောင့်မို့လို့အမအနေနဲ့ဒီတိုက်ခိုက်ရေကိုမရွေးချယ်ခဲ့တာလဲရှင် ဟုတ်ကဲ့ဒီဘက်ရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကအရှင်ဟိုဘက်မှာကျတော့ဟိုဘက်မှာကျတော့ကျွန်တော်တို့ကထောက်ဖို့အင်အားအများကြီးရှိတယ်ရှင်ထောက်ဖို့အင်အားအများကြီးရှိနေတဲ့အခါကျတော့တိုက်ခိုက်ရေးလုပ်ရင်းနဲ့ထောက်ပို့ထောက်ဖို့လုပ်ရင်းနဲ့တိုက်ခိုက်ရေးလည်းလုပ်လို့ရတယ်ဒီဘက်မှာဘကူတိုင်းဘက်ရောက်လာတဲ့အခါကျတော့ဒီဘက်မှာရှိနေတဲ့ဟာတွေကကျတော့ဒီလိုဒီလိုပေါ့နော်ဒီထောက်ဖို့အင်ထောက်ဖို့မှု ထောက်ဖို့မှုအင်အားလည်းနည်းတယ်ထောက်ဖို့ဦးရေးကလည်းတော်တော်လေးနည်းတယ်ပြီးကြတော့ဒီဘက်ကတိုက်ခိုက်ရေးကိုရဲဘော်တွေအားလုံးကလည်းတိုက်ခိုက်ရေးကိုပဲစိတ်ဝင်စားဆိုထောက်ဖို့စိတ်ဝင်စားအောင်ထောက်ဖို့စိတ်ဝင်စားအောင်ဆိုတဲ့ခါကျတော့ဒီဘက်ရောက်တော့ကျွန်တော်ကဒီဘက်ကတိုင်ရင်မှုနဲ့တိုက်ဟိုပြောတဲ့အချိန်မှာသူကရဲဘော်တွေကငွေမရှာနိုင်ဘူးသူကစိတ်မဝင်စားဘူး တို့ရောအဲ့ဒီအတွက်ဒီငွေရှာတဲ့ဘက်ကိုပဲမနှမ်းဥတီပြီးလုတ်ပြီးပါ။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီတိုက်ပွဲတစ်ပွဲမှာကကျွန်တော်တို့ကစာနာရိတ်ခါကျွန်တော်တို့ကြည်ဖို့ပေါ့နော်ဒီစစ်ပွဲတစ်ပွဲရဲ့ကုန်ကြစရိတ်ဟာကျွန်တော်တို့ထောက်ပို့ကဏ္ဍကမှာရမှာဖြစ်တဲ့အတွက်ဒီအရေးပါတဲ့ထောက်ပို့ကဏ္ဍမှာလည်းဒါမနှမ်းပါဝင်ပြီးတော့ဒီဟာကိုပဲဒီဇိုင်းမှမှစူးစမ်းအထောက်ပြီးလုပ်ပြပါလို့တာဝန်ပေးလို့မို့အခုလက်ရှိမှာလည်းကျွန်တော်ထောက်ပို့နေနေလုပ်နေတာပေါ့ထောက်ပို့နေနေလုပ်နေပဲပွဲကြီးကြီးဖြစ်လာလို့ကြုံခဲ့ရင်တော့ကျွန်တော်ကတော့ ကြုံရင်တော့ကျွန်တော်တို့ကလာထောက်ဖို့နေနေလဲပြည့်ရမှာပဲလေအဲ့လိုလည်းရှိပါတယ်ဟုတ်ကဲ့ဒီထောက်ဖို့ကလည်းနေဦးတော်လိုင်းမှာရေးချီးတဲ့ကဏ္ဍတစ်ခုလို့ပြောရင်လည်းမမှားဘူးပေါ့နော်ဒီလိုအခုလိုပဲဒီဒီလေးနှစ်ကျော်ဆိုတဲ့ကာလထိပေါ့နော်ဒီအမျိုးသမီးတယောက်အနေနဲ့အခုလိုမျိုးဖြတ်တန်းရတယ်ပေါ့နော်ဒီထောက်ဖို့လုပ်ရတဲ့အခါမှာခက်ခဲရများစွာရှိခဲ့တယ်ပေါ့နော်အဲ့ဒီခက်ခဲတွေကိုအမအနေနဲ့ဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲရှင်ထောက်ဖို့လုပ်တာကတော့တော်တော်လေးခက်ခဲခက်ခဲကြော်ဖြတ်ရတာအများကြီးရှိတယ်ပေါ့နော်ဥမာပြောပြတာ line line အဆင်မပြေတဲ့နေရာပေါ့ အခုဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ဒါရှီတန်းမှာရောက်နေတယ်ဒါရှီတန်းမှာရောက်နေတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကထောက်ဖို့ဆိုတဲ့အခါကျကျွန်တော်က line ရှိတဲ့နေရာမှာနေမှာအဆင်ပြေတာဒါပေမဲ့ line ရှိတဲ့ line ရဖို့အတွက်ကျွန်တော်တို့အခုဆိုလို့ရှိရင် starlink နေပါတယ်ပေါ့နော်ကျွန်တော်တို့ရှာပြီးတော့လုပ်ပေးတာဒါပေမဲ့ starlink တစ်ခုရဲ့ကုန်ကြစရိတ်ဆိုတာကလည်းဒါဟိုစဉ်းစားကြည့်လို့ရတယ်လေအများကြီးပဲရှိနေတဲ့အခါကျတော့တစ်ခါတလေကျတော့ဟိုပြည်သူတွေကလည်းမောလာတယ်ပြည်တွင်းပြည်ပမှာရှိနေတဲ့ပြည်သူတွေကလည်းမောလာတဲ့အချိန်မှာထောက်ဖို့မှုကအများကြီး မရောက်လာတော့မရောက်လာတဲ့အချိန်မှာကိုကပြန်ပြန်တွေ့ဆရတယ်ပေါ့နော်ပြန်တွေ့ဆပြီးတော့လောရရေးလည်းအများကြီးရှိတယ်နောက်တစ်ခုကကြတော့အခုလက်ရှိက Starling နဲ့တုံးနေတာတောင်မှပဲလိုင်းကျသွားတယ်ကြီးအောင်ထောက်ဖို့ထီရောင်းနေတယ်ဆိုတာကတရင်ရဲ့ဈေးခါအတွက်ရောင်းနေတာကွာအမကိုကတော့ရောင်းနေတဲ့အချိန်နဲ့ရောင်းနေတယ်ပြီးတော့လိုင်းကအာကျသွားလိုင်းကကျသွားပြီးတော့ဟာ ဟိုလိုင်းကျသွားတယ်ဆိုလို့ရှိရင်ဟိုဝယ်တဲ့လူတွေရောအလှူမဲ့လူတွေရောကတခါအစ်စ်ပြန်ရှာရတယ်ပြန်ရှာပြီးဒီလိုအခက်ခဲကြီးလိုရတယ်နောက်တစ်ခုကကြတော့ဒီဘက်မှာက ကြတော့ဒီဘကိုးတိုင်းဘက်မှာကကြတော့အရန်စီအရရန်ရေးကြီးနေတယ်ဘကိုးဆိုတာကရန်ကုန်မန္တလေးအတွက်ကို ထိုးစစ်ဆင်နိုင်တဲ့အဲနေရာဆိုတာကိုပြည်သူတွေလည်းအားလုံးသိစေချင်တယ်အဲ့လိုရေးကြီးတဲ့နေရာမျိုးမှာကိုဟိုထောက်ပံ့ပြည်သူတွေကဒီလိုနေရာမျိုးပေါ့ဘကိုးတိုင်းဘက်လိုနေရာမျိုးကိုစိတ်မဝင်စားပဲနဲ့ပေါ့နော် ီတခြားတီစီကရင်ပြည်နယ်ဘက်မှာပဲအရန်ကြီးစိတ်ဝင်စားနေတဲ့အခါကျတော့ဒီဘကိုးတိုင်းဘက်ကတော်တော်လေးကိုပါပဲထောက်ပုံးမှုစနစ်ကတော်တော်လေးကိုပါပဲနည်းနည်းပါပါလေးပဲရှိပြီးတော့ပေါ့နော်ဘယ်လိုခေါ်မလဲဟိုတိတ်အစင်မပြေဘူးပေါ့တော်တော်ယုံကန်နေရတဲ့အခြေအနေတွေရှိပါလေရှင်နော်ဟုတ်ကဲ့အမကထောက်ပို့တော့ဒီလိုမျိုးထောက်ပို့ရတဲ့အခါမျိုးမှာဒီဆစ်ဆောင်ပြည်သူတွေပေါ့နော်ဆစ်ဆောင်ပြည်သူတွေရောလားဒါမှမဟုတ်ရင်ဟိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေ ဒင်မဲလာပေါ့နော်ဘလိုမျိုးထောက်ပို့ခဲ့ရလဲရှင်အမအနေနဲ့ဘလိုပုံစံမျိုးတွေထောက်ပို့ခဲ့ပြီးတော့သူထောက်ပို့ရတဲ့အခါမျိုးမှာပေါ့နော်သူတို့အတွက်ဒီအဓိကလိုအပ်ဆုံးကဘာဖြစ်မလဲရှင် ဟုတ်ကဲ့ကျွန်တော်တို့ကြတော့လေဒီကျွန်တော်တို့ကျွန်တော်ကကြတော့ဟိုကိုဘရာမနေတုံးနေရလဲကိုတက်ရင်တကူကိုအဲဟိုထောက်ဖို့အဖြစ်ဟိုတောင်းယူရဒီဘက်မှာလဲအဲ့လိုထောက်ဖို့တောင်းယူရဒါပေမဲ့ဟိုဘက်မှာတုံးကလဲကျွန်တော်တို့ဆစ်ဆောင်စခန်းတွေကိုကျွန်တော်တို့သွားပြီးတော့ဗောနော်ဘန်ကောက်ကနေပြီးတော့ဗောနော်အဲ့ဒီဘက်ကကြတော့ဘာကြီးလိုရလဲဆိုတဲ့ခါကြတော့ဆစ်ဆောင်စခန်းတွေကကြတော့စာဝတ်နေကြီးဗောနော်စာဝတ်နေကြီးခက်ခဲတာတွေဗောနော်ခလေးချမ်းမကြီးအတွက်ဗောနော်ဒီရေအိမ်သားတို့ရေဟွာတို့ရေတွင်းတို့အိမ်သားတို့သူတို့အမိုးအကာတို့ ဒါတွေကဆက်သအားလုံးခက်ခဲတယ်ခက်ခဲတဲ့အခါကျတော့ထောက်ဖို့လုပ်နေရင်လည်းဒီစစ်ဆောင်တွေကိုလှူမယ်ဆိုလို့ရှင်လှူလို့ရတယ်ဆိုတဲ့အကြောင်းသူတို့ကိုဗီဒီယိုကလစ်ကလေးဓာတ်ပုံလေးတွေပေးပြီးတော့အဲ့ဒါလည်းဟိုဘက်မှာတက်မှာ၆မှာလည်းဒီလိုပုံစံမျိုးတွေကျွန်တော်သွားလှူခဲ့တာရှိတယ်ဒီဘက်မှာကျတော့ကျွန်တော်ဗကိုးတိုင်းဘက်မှာကျတော့စစ်ဆောင်တွေရှိတယ်စစ်ဆောင်တွေရှိတဲ့အခါကျတော့ဒီကလေးတွေပေါ့နော်ကလေးတွေပညာရေးအတွက်ပေါ့ကျွန်တော်တို့လိုအပ်တဲ့အရာလေးတွေပေါ့ဒီဘက်မှာစာသင်ကျောင်းမှာစာသင်လို့ရတဲ့အခြေအနေမဟုတ်တဲ့အခါကျတော့အဆင်ပြေသလိုစာသင်ရတာတွေရှိတယ်အဲ့တော့ကလေးတွေပညာရေးအတွက်လိုတယ်ပြီးကျတော့ဒီစစ်ဆောင်စခန်းစစ်ဆောင်နဲ့သူ သူတွေပေါ့နော်အဲ့လိုပေါ့သူတို့မိသားစုတွေအတွက်နေစရာထိုင်စရာလေးတွေပေါ့နော်တခြားစားနပ်ရိတ်ခိုင်တဲ့လူတွေဒါကကြတော့ကျွန်တော်ကတော်ဝင်နောက်တိုင်ရင်အနေနဲ့ဒီမှာရှိနေတဲ့ပြည်သူလုံခြုံရေးပေါ့နော်ပြည်သူလုံခြုံရေးကဆရာတော်ဆိုတဲ့ရဲဘော်ဆရာတော်နဲ့အတူတူသွားပြီးတော့ပေါ့နော်ဒီတော့မြို့သားညီညွတ်ရေးအစိုးရလူသားစာနာကပေးတဲ့ပေါ့နော်စံတို့ရိတ်ခါတို့ဒါမှမဟုတ်တခြားအလူရှင်တွေကနေပြီးတော့စီဝေးပါစံဝေးပါချက်တုံဝေးပါဒါမျိုးတွေကိုကျွန်တော်တို့ကမကြာခဏဆိုလိုပေါ့နော်အ ਨੇ ဆုံးတစ်လောက်ဒီချိန်ကတော့ကျွန်တော်တို့သွားလူတဲ့အစီအစဉ်တွေဆစ် ချောင်းတွေသွားလုတဲ့စီစဉ်နေလေကျွန်တော်တို့ရှိပါတယ်ရှင်။ဟုတ်ကဲ့ဒီပေါ့နော်အမအတွေ့အကြုံတွေကနေတစင်းဒီအခြားမျိုးသမီးတွေအတွက်ပေါ့နော်ဘလို့ဆက်နမူနာတွေပေးချင်လဲရှင်။အမျိုးသမီးတွေဆိုတာကအမျိုးသမီးတွေဆိုတာကနိုင်ငံရေးမှာရောဒီတော်လှန်တော်လှန်ရေးမှာရောပေါ့နော်။ကျွန်တော်တို့ကမပါမဖြစ်တဲ့သူတွေပါ။အမျိုးသမီးတွေကတခြားတခြားတခြားသောအမျိုးသားထေထက် တချို့အရာတွေကအုံနောက်ပြရတယ်အများကြီးရှိတယ်အဲ့တော့အမျိုးသမီးတွေကျွန်တော်ပြောချင်တာကအမျိုးသမီးတွေအားမငယ်ပါနဲ့လို့ဟိုအမျိုးသားအမျိုးသမီးဂျန်နာခွဲခြားမှုတွေရှိခဲ့ရင်တောင်မှပဲကိုကိုတိုင်ကထိုးပေါက်ထွက်ပါလို့နော်ကိုကိုတိုင်ကထိုးပေါက်ထွက်ပြီးတော့တော်နေသောအမျိုးသမီးထက်မြက်နေသောအမျိုးသမီးဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းအားလုံးကိုမှန်ကန်နေရမယ်မှန်ကန်နေသောအမျိုးသမီးဆိုလို့ရှိရင်ကြမ်းမပေါ်ဝါဒီခွဲတဲ့အရာတွေအားလုံးဟာဖြစ်လာနေကြဘာကြောင့်မှမရှိတဲ့အတွေ့เนาะသူတို့တလန်းလျှောက်ရင် ကိုနှစ်လမ်းလျှောက်လို့ပြီးမယ်ဆိုလို့ရှိရင်သူတို့ရဲ့ပို့ပြီးတော့တလမ်းပို့လျှောက်ပေးပါလို့เนาะအမျိုးသားတလမ်းဆိုလို့ရှိရင်ကိုနှစ်လမ်းလျှောက်ရမယ်ဆိုလို့ရှိရင်နှစ်လမ်းလျှောက်ပြီးတော့ကြိုးစားပေးကြပါလို့အမျိုးသမီးတွေကထောက်ပို့ကဏ္ဍမှာလည်းအရေးကြီးတယ် ပြီးတော့เนาะဒီတိုက်ခိုက်ရေးမှာဆိုလို့ရှိရင်လည်းဒါပါဝင်ပါဝင်နေရာရှိတယ်စနိုက်ပါမာတွေလည်းရှိတယ်စစ်တပ်သားတွေဆိုတာတွေလည်းရှိတယ်ပြည်တွင်းပြည်ပါထောက်ပို့တွေဆိုတာလည်းရှိဘောเนาะအဲ့ဒီအတွက်အမျိုးသမီးတွေဟာဒီနိုင်ငံရေးဒီတော်လှန်ရေးကဏ္ဍမှာမရှိဖြစ်ပါဝင်ရမယ့်အမျိုးသမီးတွေဖြစ်တဲ့အတွက်အာတင်းထားပြီးတော့ပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ရှင့်ဟုတ်ကဲ့ဒီအခုလာမယ်ပေါ့နော်ဒီအချမ်းဖက်စစ်ကောင်စီကအခုလာမယ်ပေါ့နော်ဒီဇင်ဘာလမှာဒီအချမ်းဖက်စစ်ကောင်စီက ဘလို့နေနေသူတို့ကတော့ရွေးကောက်ပွဲလောက်ကူလုံးမှာဒီလိုနီလန်းပေါင်းစုံလေးနဲ့ဝါလာဝါလာဖြတ်နေပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုဗီဒီယိုတွေပါဖြတ်နေဒီသူတို့ရေဝါလာနီနီမျိုးစုံနဲ့ပေါ့နော်ဟိုသူတို့ဝါလာဖြတ်နေရအောင်လေတွေ့ရတယ်ပေါ့နော်ဒါကြီးကထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီးဆိုတာကြီးကိုလေဖြီသူတွေသိရှိအောင်လို့ပြောပြပေးပါအောင်မရဲ့အခုပေါ့နော်ဒီစစ်အာဏာရှင်လုပ်နေတဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲတကယ်တမ်းကျတော့ထွက်ပေါက်ထွက်ပေါက်ဆိုတာကျွန်တော်တို့ပြည်သူတို့ထွက်ပေါက်မဟုတ်ဘူးနော် အာနာရှင်ဆိုတဲ့မင်းအောင်နိုင်အတွက်ထွက်ပေါက်ဒီရွေးကောက်ပွဲကြီးဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ပွေးတွေနဲ့ရင်းပြီးတော့သူတို့အာနာတည်မြဲဖို့အတွက် လုပ်နေတဲ့ရွေးကောက်ပွဲအတူအရောင်ရွေးကောက်ပွဲဒီရွေးကောက်ပွဲကိုကျွန်တော်တို့လက်ခံလို့မရဘူးဒီရွေးကောက်ပွဲကိုကျွန်တော်တို့အားလုံးကစန့်ကျင်မှာရမယ်။ဒါကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲဖြစ်ဖို့အတွက်အခုဆိုလို့ရှိရင်သူတို့အနေနဲ့ကနော်အများပြည်သူနေတဲ့နေရာတွေနော်ဒီ တာသနီးကအဆောက်အဦတန်ငါတန်ငါတော်တွေနော်ခလေးတငယ်တွေကိုနော်သူတို့တွေဒီနေရာမှာကိုရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်လေရင်နဲ့ရောလက်နက်ကြီးနဲ့ရောနော်သူတို့စစ်လက်နက်ပစ္စည်းအမျိုးပေါင်းစုံနဲ့ကိုသူတို့ပြည်သူတွေကိုလိုက်ပြီးတော့တက်ဖြတ်နေတယ်အဲ့တော့ဒီလိုသွေးစွန်းနေတဲ့ရွေးကောက်ပွဲမျိုးကိုကျွန်တော်တို့လက်ခံလိုက်မယ်ဆိုလို့ရှိရင်နော်ကြားတွေကိုအသက်သွင်းသလိုဖြစ်လာနိုင်တယ်အဲ့ဒီတော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့လုံးဝ လက်မခံမှာကျွန်တော်တို့ရမယ်အဲ့တော့ဒီရွေးကောက်ပွဲဒီအတူရောက်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးစန့်ကျင်ရမယ်เนาะအဲ့တော့ကျွန်တော်တို့တွေဒီเนาะဒီရွေးကောက်ပွဲကို ဘလို့ပုံစံမျိုးနဲ့ပဲသူတို့တွေလုံနေပါစေကျွန်တော်တို့တော်နိုင်ရည်ဒီဘယ်တော့မှနားသွားမှာမဟုတ်ပါဘူးသူတို့ရေကောက်ပွဲလုတ်တည်ဖြစ်စေမလုတ်တည်ဖြစ်စေကျွန်တော်တို့ဒီမင်းအောင်လှိုင်တဲ့အတူစစ်အာဏာရှင်ကိုအဆုံးထိတိုက်မယ်လုံးဝမနာဘူးလို့ကျွန်တော်တို့တွေပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်အခုလို့တော်လန်ပုံကံပြုံမေတို့အာမန်စစ်စင်ကိုပါဝင်ပေးတဲ့အတွက်အမအကိုကျေးဇူးရန်တင်ပါရှင်ဟုတ်ကဲ့ရှင်တော်လန်ပုံကံပြည်သူတို့အာမအကိုလည်းအရင်ကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတဲ့အခါကျွန်တော်တို့အမျိုးသမီးတွေရဲ့ပြောချင်တဲ့စကား အမျိုးသမီးတွေရဲ့ဖြစ်ချင်တဲ့အရာတွေအားလုံးကိုပုံဖော်ပေးလို့လဲเนาะဂျေစုအရန်တင်ပါတယ်လို့ပြောချင်ပါတယ်ရှင့်ဒီအဘက်မှာတော့လောက်ပါပဲပြိတ်သက်ကြီးတို့ရေနောက်ဘက်တွေမှာဘသူတွေကတော်လန်ပုံကန်ပြိုမီတို့အားမှန်စီစဉ်ကိုပါဝင်သွားမလဲဆိုတာကိုအပတ်စဉ်အင်္ဂါနေ့နေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးเนาะ